မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာတို့ဘာလို့လို့နဲ့အချိန်တွေတွေ့ပြောင်းလာတာအခုဆိုရင်2025ခုနှစ်နိုဝင်ဘာလ17လပိုင်းအတွက်အင်္ဂါသတိမိတ်ဆွေတွေအတွက်ဒလလာရှောင်းရံဆောင်းရံအတွက်ကန်ဂျမာဟော့စတန်ကိုဆရာကဟောကြားပေးมาဖြစ်ပါတယ်ဥစွာပထမဘာမှမဟောကြားမြင်အင်္ဂါသတိမိတ်ဆွေတို့2025ခုနှစ်အဲမိတ်ဆွေတို့ဒီနှစ်အတွင်းမှာမိတ်ဆွေတို့စပီကာနဲ့ဆယ်လာအတွင်းမှာအင်္ဂါသတိမိတ်ဆွေတွေ ဘယ်ຢာရီအဖက်တင်ခဲ့တယ်လဲမိစွေတို့အတွက်ဒီတစ်နှစ်ကကံကောင်းတဲ့နှစ်များဖြစ်ခဲ့သလားပြီးခဲ့တဲ့ကာလမှာကံဆိုးတဲ့နှစ်များဖြစ်ခဲ့ပြီသလားသို့မဟုတ်မတင်မကြလေးပဲဖြစ်ခဲ့လေသလားဆိုတာဆရာကဆရာဟောတဲ့လစဉ်လာတဲ့ဟောစတန်နေမှာဖြစ်ဖြစ်တစ်နှစ်စာဟောစတန်တွေကတိုက်ဆိုင်မှုတွေရောရှိရလားဆိုတာဆရာကမှတ်မိကြပါဦး review လေးရေးပြပါအောင်ဆရာလေ့လာခြင်းလို့ပါကောင်းပြီမိတ်ဆွေ2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းအတွက်အင်္ဂါသတိမိတ်ဆွေများရဲ့ကံကိုဆရာက ဒါရောနဲ့ဥစွာဆွဲလိုက်ပါမယ်မိတ်ဆွေအင်္ဂါသမီးများမိတ်ဆွေတို့ရဲ့ယင်ထဲမှာလုပ်ငန်းတစ်ခုခုအလုပ်တစ်ခုခုကိုလှုပ်ဆောင်ကျင်နေတဲ့စိတ်တွေဖြစ်နေတာမျိုးမိမိတို့ယင်ထဲမှာငွေကြေးနဲ့ပတ်သက်လို့ထက်စီးပွားရေးနဲ့ပတ်သက်လို့ထက်အစဉ်ပြေတော်ပြီးအေးချမ်းမှုထက်ငြိမ်းချမ်းမှုတွေအေးချမ်းမှုတွေကိုအလိုရှိနေသောစိတ်မျိုးလေးတွေဖြစ်နေတာမျိုးကြုံရတတ်ပါတယ်ဒါအပြင်ခရီးသွားခြင်းတဲ့စိတ်တွေခရီးထွက်ခြင်းတဲ့စိတ်လေးတွေဖြစ်ပေါ်လာမဲ့လာဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ခရီးထွက်ခြင်းအားလည်းဘာမှစိုးရိမ်စရာမရှိဘူးခရီးသွားခြင်းခရီးထွက်ခြင်းတွေနဲ့ပတ်သက်လို့ရှိရင်ရှေ့တို့ဆောင်ရလုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံရဲ့အထောက်အပံ့ကိုများစွာရရှိမဲ့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့ပြင်မိတ်ဆွေတို့ဒီလတာတော်ဒီမှာဆို မထင်မှတ်ဘဲနဲ့ခရီးထွက်ရခြင်းတွေခရီးသွားရခြင်းမျိုးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့နေရာထိုင်ခင်းအပြောင်းဖြေလေးတွေကြုံရတာမျိုးယာရုလုံငါးကိုင်ငါနဲ့ပတ်သက်ရာရုတိုးခြင်းကြောင့်ဖြစ်စီယာရုတက်ခြင်းကြောင့်ဖြစ်စီနေရာထိုင်ခင်းအဆောက်အဦးနဲ့ပတ်သက်လို့ရှိရင်အပြောင်းလဲနဲ့တိုးတက်မှုတွေရရှိတတ်တဲ့လဖြစ်တဲ့အတွက်မိတ်ဆွေအင်္ဂါသသမီများအနေနဲ့ငကိုကလုပ်ငန်းကိုင်ငါလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောင်းလဲလှုပ်ရှင်နေတဲ့မိတ်ဆွေများရှိတို့ဆောင်ရလုဆောင်မှာနေရာတိုင်းရဲ့အဆောက်အဦးနဲ့ပတ်သက်ပြီးတော့အပြောင်းလဲဖြစ်ရှင်နေတာမျိုးလုပ်ငန်းပြောင်းအလုပ်ပြောင်းနေတဲ့မိတ်ဆွေများ တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့မိတ်ဆွေများအတွက်တော့ဒီလာဟာရေရဲကြီးနဲ့ပြောင်းလဲပြီးတော့ဆုံးဖြတ်ချက်တွေချရင်အောင်မြင်တိုးတက်ခြင်းနဲ့ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုနဲ့အနာဂတ်အတွက်အထောက်အကူဖြစ်စီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလုပ်ငန်းနဲ့ပတ်သက်ရင်တော့ဘာကိုပဲဖြစ်ဖြစ်ဒီလာဟာလုပ်ငန်းပြိုင်အလုပ်ပြိုင်ပေါ်လာတာမျိုးလေးတွေ လုပ်ငန်းတူအလုပ်တူလေးတွေကြားထဲမှာအပြန်ဆိုင်ရဲ့ကြားထဲမှာရုံးထွက်တာမျိုးပုံမှန်လုပ်နေကြအလုပ်ကိုပဲလှုပ်သွားရင်ကိုအပြန်ဆိုင်တွေတိုက်ခိုက်တယ်ပြီးကနေကင်းဝေးကင်းရှင်းသွားပြီးတဲ့အခါပြန်ဆိုင်မှုတွေအားသာပြီးတော့ကိုကပဲဇွဲကလေးထည့်ပြီးလှုပ်တာမျိုးဖြစ်စီပုံမှန်လုပ်နေရင်းနဲ့ပဲအဲ့ဒီအပြန်ဆိုင်တိုက်ခိုက်တွေကကင်းဝေးသွားစီမှာအတိကြပဲဖြစ်တယ်ခင်ဗျာကောင်းပြီထို့ပြင်မိတ်ဆွေအင်္ဂါသားသမီးတွေ ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံသွားတတ်တယ်။အထို့အပြင်အထယ်လိတ်လုပ်ငန်းတွေအခြေလိုဆောင်ရွက်လုပ်ဆောင်မှာအဲတီတီဖနက် online social media နဲ့ပတ်သက်တာမျိုးတွေခြေလိုဆောင်ရွက်လုပ်ဆောင်မှာဘာသာရေးဆိုင်ရာကိစ္စလေးတွေခြေလိုဆောင်ရွက်လုပ်ဆောင်တင်ပါတယ်။အများအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်လာတဲ့အခါမိမိစဉ်းစားတွေးခေါ်ထားသောအကြံတွေကိုချပြတာမျိုးဖြစ်စေဘာသာရေးဆိုင်ရာကိစ္စတွေအဖွဲ့အစည်းအသင်းအဖွဲ့အစုအဝေးနဲ့ပတ်သက်ပြီးလုပ်ဆောင်တဲ့အခါမှာအကြံဉာဏ်ကောင်းတွေကို ထုတ်ပြတာမျိုးလေးတွေအဲလူကြီးတို့အကြီးအကဲတို့အုပ်ချုပ်သူတို့ပါတီအမတ်တို့အစရှိတဲ့အရာလေးတွေဖြစ်ရတာမျိုးလေးတွေအမေမေရဲ့လုပ်ငန်းတွေအလုပ်အတွင်းရက်ကတ်အတွင်းမှာတော့ကိုယ့်ကိုခေါင်းဆောင်ခံလာမျိုးဥဆောင်မှုတွေရရှိတတ်သောကာလဖြစ်ပြီးတော့အုပ်ချုပ်မှုတွေအဲစီမံမှုတွေမန်နီမန့်တွေစရင်ကိုင်တွေစရင်စရင်စရားနဲ့ပတ်သက်တာလေးတွေမှာရှေ့တူအားသာပြီးတော့တိုးတက်နိုင်တော်လှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီလာတာတော်တွင်မှာဆိုလို့ရှိရင်တော့လက်ရှိပစ္စည်းဆိုင်ရာလုပ်ငန်းလေးတွေရှေ့တူဆောင်ရလှုပ်ဆောင်မှာ ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲလက်စစ်ပစ္စည်းတို့ဖန်စီပစ္စည်းတို့ဓာတ်ဆီးတို့ဒီဇယ်တို့လောင်စာဆီးတို့ဒေါ်လာတို့စားသောက်ကုန်လုပ်ငန်းတို့စံစီစေစားဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးတို့အဲဆေးဝါးဆိုင်ရာလုပ်ငန်းတို့ခရီးသွားဆိုင်ရာလုပ်ငန်းတို့ပို့ဆောင်ဆက်သွယ်မှုဆိုင်ရာလုပ်ငန်းတို့အများနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေအခြေတူဆိုင်ရာလုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိတတ်ပါတယ် ခရီးထွက်တတမျိုးဘာသာရေးပြီးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်လုပ်ငန်းတွေပဲဖြစ်ဖြစ်ယာတုတိုးတာမျိုးယာတုတက်တာမျိုးပဲဖြစ်ဖြစ်ခရီးထွက်ရတာမျိုးတွေခရီးသွားရတာမျိုးတွေကြုံဟတ်တက်သောကာလဖြစ်ပြီးတော့တည်င်းကောင်းနေလဲများစွာကြာရတတ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်လဲမိမိရဲ့ပညာနဲ့ပတ်သက်ပြီးတော့ဖြစ်စီအသိပညာအတတ်ပညာတွေကိုလေ့လာသင်ယူပြီးတော့လက်တွေ့ကြကြအသုံးချရတာမျိုးဒါသမီးပညာရေးကိစ္စလေးတွေကြောင့် မျက်နာပွင့်လန်းတာမျိုးတသမိတွေရဲ့အဆောင်ချောက်အကူအညီလေးတွေအဲငဘောကစိုးသောတသမိကိစ္စတွေတောင်ဓာတ်ရှိကာလမှာအထောက်အကူရရှိတာမျိုးတပည့်လက်သားတွေရဲ့အကူအညီကိုများစွာရရှိတတ်သောကာလဖြစ်ပြီးတဲ့အခါလူတွေမဲလားမဟုတ်သေးဘူးအဲမိတ်ဆွေတို့အနေနဲ့မမြင်ရသောပုံကိုယ်ဆက်ပဋ္ဌာန်းဆက်တွေရဲ့အကူအညီတွေရရှိတာမျိုးလေးတွေဝိဇာဇောကြီးတပတိအစရှိတဲ့ပုံကိုယ်တွေရဲ့အထောက်ပံ့ကောင်းတွေရရှိတတ်တဲ့အတွက်ဘာသာတရားလှုပ်လေလေအစင်မပြေမှုတွေဆိုတာဘာလဲလို့မေးရတော့အောင်ရရှိမဲ့အတွက်တော့ မိတ်ဆွေတို့ရဲ့ယုံကြည်ရာဘာသာတရားရဲ့ကျင့်ဝတ်နီးနာဆုံးမမှုလေးတွေကိုလိုက်လံပြီးတော့အာယုံပြုဝိပြုပြီးတော့စုတောင်းထောက်ပနာပြုခြင်းအဖျားစာယူခြင်းတရားထိုင်ခြင်းပฏิစေခြင်းတွေအကြောင်းကံစရာတိမ်ပရဝံအစရှိတဲ့ကုသိုလ်ဒါနာဖြစ်စီတော့အကြောင်းတရားတွေများများလှုပ်လေးတွေများများကံစတာတက်နေလေးဆိုတော့ကာလာပိုင်းချဖြစ်ပါတယ်မိသားစုဝင်အတွင်းမှာအချုပ်အနှောင်ဖြစ်နေသူတွေဝေးကွာနေသူတွေအဆက်အသွယ်ပြန်လဲရရှိတာမျိုး ဆွေမျိုးသားချင်းတပည့်လက်သားတွေနဲ့အဆက်အသွယ်ပြန်လည်ရရှိတာမျိုးတွေကြုံရတတ်တော်လာဖြစ်ပြီးတဲ့အခါမိတ်ဟောင်းစုရောင်းနေနဲ့ပြန်လည်တွေ့ရှိတာမျိုးတွေရရှိပြီးတဲ့အခါအထောက်ကူများစွာရရှိမဲ့ကာလဖြစ်ပါတယ်။ခရီးသွားဆိုင်ရာလုပ်ငန်းတွေခြေတူဆောင်ရွက်လုပ်ဆောင်မှာပြည်တွင်းခရီးသွားပဲဖြစ်ဖြစ်ပြည်ပရက်ဝေးခရီးသွားပဲဖြစ်ဖြစ် passport လုပ်ငန်း၊ visa လုပ်ငန်း၊နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးတွေကြံ့ကြာနေတဲ့မိတ်ဆွေများဒီကာလမှာခြေတူဆောင်ရွက်လုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်။ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ ငွေချိတာငှားတာလေးတွေမှာကျိန်းနေပါတယ်စုံးလာမျိုးလေးတွေဖြစ်တတ်ပါတယ်ငွေချိနဲ့ပတ်သက်လာရင်ငွေချိကိစ္စမှန်တယ်များကိုတစ်ချိန်ထပ်ပို့ပြီးတော့လှုပ်ခေါဆောင်မှာအောင်မြင်တာမျိုးလေးတွေရန်စရာရှိတဲ့အကျိုးတွေကိုတော့ပြန်တောင်းရင်နှစ်ချိန်နှစ်ခါတော့တောင်းရတာမျိုးလေးတွေကိုယ်ငွေနဲ့ကိုအနှဲငယ်လေးစိတ်ညစ်စိတ်ညစ်ညင်ညူရတတဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့ချိတာငှားတာလေးတွေမှာတော့ငွေကြီးကိစ္စတွေချင်းဆိုတဲ့အခါမှာနှစ်ချိန်ပြန်လုပ်ရတာမျိုးလေးတွေကြုံတတ်တဲ့အတွက်တော့အင်္ဂါသာသမီးတွေဒီတစ်ချက်ကိုတော့သတိပြုစေခြင်းရလိုအပ်ပါတယ် လက်ဆောင်ပစ္စည်းတွေရရှိတတ်တာမျိုးတွေကြုံရတတ်ပါတယ်။အခြေအင်းမှဆိုရင်တော့လူငယ်တွေအနေနဲ့အခြေအင်းနဲ့ပတ်သက်လာရင်မိမိရဲ့ချစ်သူအပေါ်မှာလွှမ်းမိုးကျင်တဲ့စိတ်လေးတွေကြောင့်မိမိရဲ့အခြေအင်းနဲ့ပတ်သက်လာရင်ကိုကတဝန်တိုရိုးစွန်းမှုတွေကြောင့်တစ်ဖက်မှာတစ်ဖက်လူရဲ့ညီညွတ်ခြင်းအဲတစ်ဖက်လူရဲ့အဲဆွနာလိုပေါ့ကြောမောခြင်းခံရတတ်သောကာလလာဖြစ်ပြီးတဲ့အခါမိစေလိုအခြေအင်းနဲ့ပတ်သက်လာရင်တော့ဘာမှမဆိုလက်တွေ့ကြကြတွေ့မှသာ စဉ်စားဆုံးဖြတ်ဆောင်ရွက်စီလိုပြီးတော့မိမိရှိသောမြန်လူသောသူတွေကိုပြောဆိုတဲ့အခါမှာတော့ဆိုရှယ်မီဒီယာကနေတစင်ပြောဆိုတာမျိုးအအောင်တွေတော်လေးခြာပြီးတော့ပြောဆိုတာမျိုးလေးဟာအမိမိတို့ရဲ့ရှိသောမြန်လူသောသူရဲ့အထောက်အကူရရှိတတ်ပြီးတော့ကိုယ်ကိုယ်တိုင်ပြောဆိုတာမှာစံနာနဲ့ဘဝလွဲချော်မှားယွင်းမှုတွေဖြစ်တတ်တဲ့အတွက်တော့ဒီချက်လေးတွေမှာတတိပြုစင်ကြရအတွက်တော့အင်္ဂါသားသမီးမိတ်ဆွေများလိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့သမီးစားများအနေနဲ့ရတော့ ငကူကဝေးကွာနေသောသမီးစားများခရီးတူတူထွက်ရတာမျိုးလေးတွေခရီးသွားရခြင်းမျိုးလေးတွေပြန်လဲစုံစည်းရတတ်သောလအဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်အိမ်တော်ပြူချင်းစစ်ဆက်ခြင်းလက်ထပ်ခြင်းကောင်းမွန်ပါれခင်ဗျာထို့အတူပဲမိတ်ဆွေတို့အနေနဲ့နှစ်လွာပေါင်းမှာတရွတ်ဆိုတဲ့အတိုင်းအိမ်တော်ပြူရန်စစ်ဆက်ရန်တိုင်းမထားသောမိတ်ဆွေများဒီလမှာလူကြီးမိဘများတွေ့ဆုံခြင်းစကားပြောခြင်းစစ်ဆက်ခြင်းတွေအထောက်အကူများစွာရရှိတတ်သောလအဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်ထီကန်အင်မတန်ကိုစမ်းလို့ကောင်းပြီးတော့ ဒါနာသိဋ္ဌိနဲ့လေဒီတဇာမုံလပိနေဟာရရှိနေတဲ့အတွက်ကြောင့်မလို့ထီကန်ဆန်းခြင်းထီထိုးခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်ဘာသာရေးကံရဲ့အထောက်အကူကိုရရှိစေဖို့အတွက်အဋိဌံပြုလို့တပါဆိုရင်တော့တမ္မာတမ္ပုတ္တောဆိုသောဂုံတော်ပတိကိုတနေ့ကို6ပတ်နှုန်းနဲ့7ရက်တိတိအဋိဌံဝင်လိုက်ပါကမိတ်ဆွေတို့ရဲ့အခက်အခဲတွေပြေလည်ကောင်းမှုပြီးတော့ကံကောင်းမှုတွေအရာရာထင်းငော့ကြံ့ကြမှုမရှိပဲဟောယရနာစင်ကြောက်ဇေတောက်တို့ကိုရရှိလာမယ်လာဖြစ်ကြောင်းထက်လောက်ဖြောကြလိုက်ပါရစေခင်ဗျာကောင်းပြီ မိတ်ဆွေတို့ဒီတလားတာတော့ဒီမှာဆိုရင်အပေါင်းအသင်းမိတ်ဆွေတွေရဲ့အကူအညီကိုရရှိတတ်သောကာလဖြစ်ပြီးတော့မိတ်ဟောင်းဆွေဟောင်းမိတ်တစ်ဆွေတစ်တွေရဲ့အထောက်အကူများစွာရရှိတတ်သောကာလဖြစ်ပါတယ်အမွေရရှိတတ်ပါတယ်တို့ပြင်ငွေကြီးနဲ့ပတ်သက်လာရင်လုံငန်းရင်းကလေးဝင်လာတာမျိုးလေးတွေကြုံရတတ်ပါတယ်။နေရာထိုင်ခြင်း OHM ရာထူးလုပ်ငန်းကိုင်ငယ်ကျင်းသေးပါအပြောင်းလဲနဲ့တိုးတက်မှုတွေရရှိတတ်တော့ကာလဖြစ်ပါတယ်။စက်ပစ္စည်းစာချုပ်ကိစ္စအဲချစ်တူဆောင်ရလုတ်ဆောင်လို့ကောင်းသောကာလအပိုင်းချဖြစ်ပြီးတော့ ထူးထူးခြားခြားဒီလက်ဟာညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့မထင်မှတ်ထားလောက်အောင်အထောက်အကူတွေအကြံစီကောင်းတွေရရှိတတ်တဲ့အတွက်တော့အင်္ဂါသမီးမိတ်ဆွေများဖို့တော့ဒီလက်တာတော့တွင်မှာဆိုရင်ဆက်ပစ္စည်းလိုအထယ်လိုက်လိုထီတီပနတ်လိုအစရှိတဲ့လုပ်ငန်းတွေဆွေမျိုးသားချင်းညီကိုမောင်နှမတွေရဲ့အထောက်အကူများစွာရရှိတတ်ပြီးတော့ဧကောင်းဧတာလာတတ်တော့ကာလဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာမထင်မှတ်ပဲနဲ့မိမိအိမ်ကိုဖျားပုံတော်လိုဝင်လာတာမျိုးလေးတွေ ဖျားပစ္စည်းလေးတွေလက်ဆောင်ရရှိတာမျိုးအဆောင်လက်ွယ်လေးတွေလက်ဆောင်ရရှိတာမျိုးလေးတွေရရှိတဲ့အခါထိုနေ့ကိုအစွဲပြုပြီးတော့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးလှောက်ဆောင်ပေးဖို့လိုအပ်ကြောင်းနဲ့အဲမိမိတို့အနေနဲ့ဝိစာဇောကြီးတစ်ဖက်သီးတွေအဆက်ရှိတဲ့ပုံကိုယ်တွေရဲ့တို့အနေနဲ့ဝိစာဇောကြီးတစ်ဖက်သီးတွေအဆက်ရှိတဲ့ပုံကိုယ်တွေရဲ့အဲဘာသာရေးဆိုင်ရာလောကီပညာတွေကိုလေ့လာလိုက်စားသင်ယူခြင်းတစ်ပတ်ဆိုရင်လေဒီကာလမှာရှေ့တို့ဆောင်ရယ်လှောက်ဆောင်မှာ ပကြီးတို့ပပုတို့ဘေးဒင်းတို့ဘေဒတို့စံကြမ်းတို့အစရှိတဲ့ကိစ္စလေးတွေကိုလည်းဒီလမှာရှေ့သူဆောင်ရွက်လှုပ်ဆောင်ရင်အောင်မြင်မှုနဲ့တူတက်မှုတွေကျင်းသေးပါဦးရရှိမဲ့ last ဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ငကူကစီးနဲ့ပတ်သက်တော့မိတ်ဆွေများသတိပြုစင်ခြင်းမှာစီးနဲ့ပတ်သက်တာမျိုးလေးတွေလေထိုးလေအောင်တာမျိုးလေးတွေသတိပြုစင်ခြင်းရအတွက်တော့လိုအပ်သောလားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပါစီခင်ဗျာအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ အိမ်တော်ဘက်ရဲ့ကျမ်းမာရေးမကောင်းမှုလေးတွေကြောင့်အိမ်တော်ဘက်ရဲ့အဆင်မပြေမှုလေးတွေကြောင့်နည်းနည်းလေးဘက်စင်ငရတာမျိုးလေးတွေတာယာမှုအားနေတာမျိုးလေးတွေဂျုံကတက်တော့ကာလာဖြစ်ပြီးတော့အိမ်တော်ဘက်ရဲ့အစင်မပြေမှုတွေကြောင့်ကိုပါလိုက်ပြီးအစင်မပြေတာမျိုးအိမ်တော်ဘက်ရဲ့ကျမ်းမာရေးအညံ့ကလေးတွေကြောင့်မိမိကပါလိုက်ပြီးညတ်တက်တော့လာအလီဖြစ်တတ်တဲ့အတွက်တော့အိမ်တော်ဘက်အစင်ပြေရင်ကိုအစင်ပြေပါလေငကူကမိမိအိမ်တော်ဘက်မသိအောင်ဇနီးမယလင်းယောက်ျားမသိအောင်လှုပ်ထားတဲ့ပြဿနာကိစ္စလေးတွေငွေကြေးကိစ္စလေးတွေဘူးပေါ်တယ်လို့ပေါ်တတ်တဲ့အတွက်တော့ သတိထားစနစ်မေးရန်လိုအပ်သောလှဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့ပြင်လက်ရှိဒီလာတာတော်တော်များဆိုမထင်မှတ်ဖက်နဲ့ခྱི་ထွက်ရတာမျိုးတွေခྱི་သွားရတာမျိုးတွေဒီကြောင့်ငွေကြီးနဲ့ပတ်သက်ရင်တော့ငွေကုန်ကြီးကြမြင်ရရတတ်သောလှဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာလူယုံမလွယ်ပါနဲ့လူယုံတတ်တတ်ပါတယ်ထို့ပြင် လုပ်ငန်းသူအလုပ်သူတွေရဲ့အပြန်ဆိုင်တိုက်ခိုက်လေးတွေပေါ်လာတတ်တာမျိုးတွေမိမိရဲ့လုပ်ငန်းကိုမကောင်းတဲ့အတတ်ပညာတွေအင်းနေအင်းတိုက်တွေသင်္ချိုင်းမီတွေစုံတိုက်တွေဒဇို့ထိုးတွေအထောက်တွေအစရှိတဲ့မကောင်းတဲ့ပညာတွေနဲ့ရောင်းမကောင်းအောင်လက်ပိတ်အောင်ကြံ့ကြာတတ်တဲ့အတွက်တာမန်ထက်ပို့ပြီးညံ့နေရင်တော့ဖြင့်မိတ်ဆွေအင်္ဂါသားသမီးတွေဟာဒါလေးတွေကိုတတိထားဆင်ကျင်ပြီးတော့အတတ်ပညာတွေအတိုက်ခိုက်တွေကိုဖယ်ရှားရှင်းလင်းရန်အတွက်တော့လူအကြောင်းနဲ့ထပ်လောင်းပြောကြားအကြံပြုလိုက်ပါရစေခင်ဗျာဒီလတာအတော်တွင်မှာအကျိုးပေးကံကောင်းစီတော့ ကနန်းဟာဆိုရင်တော့ဖြင့်3ကနန်း5ကနန်း6ကနန်းနေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းပြီးကံကောင်းစေပါれခမရအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့ဇနီးသားသမီးတို့ကြစားပရိသတ်သမီးတို့ ਨੇ တွဲဖက်လို့ရင်ကံရဲ့အထောက်အကူကိုရရှိတတ်သောလဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခမရပြည်တွင်းခရီးသွားလုပ်ငန်းတွေပြပခီးသွားလုပ်ငန်းတွေဘာသာရေးဆိုင်ရာတွေအပွဲစီအတွအတင်းပွဲနဲ့ပတ်သက်တာတွေအစုအဝေးအများနဲ့ပတ်သက်ပြီးဥဆောင်လုပ်ရတဲ့လုပ်ငန်းတွေမှာတော့ အသာပြီးတော့တိုးတက်ပြီးတော့ကံကောင်းစီဒေါ်လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်ညံ့လာတာပဲဖြစ်စီစီးပွားရေးလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာမျိုးစုံနဲ့ထင်းငေါ်ကြံ့ကြမှုလေးတွေကြုံရပြီဆိုရင်တော့ဒေကြတာပဲမိတ်ဆွေမိတ်ဆွေတို့အနေနဲ့ချွေဝဲထားတာမျိုးတွေကြောင့်ဖြစ်စီလူများအိညာနေဝင်ထားတာမျိုးတွေကြောင့်အဝင်မတော်လို့ရုတ်တရက်မထင်မှပဲညံ့သွားတာမျိုးလေးတွေဖြစ်တာမျိုးချွေပြောက်တာမျိုးလေးတွေအထားမှားတာမျိုးလေးတွေဆိုရင်လည်းကိုယ့်ရဲ့ကိုယ်စောင့်နှက်က ရွှေပြောက်ချင်းဟာကိုစောင်းနှက်ကကံညံ့ပြီလို့ဆရာတို့လော်ကီနီတီကျမ်းနေမှာလဲပြထားတတ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့အနေနဲ့ရွှေပြောက်တာမျိုးပတ်စံပြောက်တာမျိုးအထားမားတာမျိုးလေးဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ဒီလမှာမိမိရဲ့ကံလေးကိုမကြခင်မှာနည်းနည်းလေးအထင်းငော်လေးတွေကြုံရတော့မယ်လို့သိထားပြီးတော့တတိကလေးနဲ့ဆောင်ရရင်အောင်မြင်တိုးတက်မှာအတိအကျပဲဖြစ်ပြီးအစင်မပြေနိုင်စရာဘာတကြောင်မှမရှိပါဘူးဒီလတာတော်တွင်မှာဆိုပညာရေးကြောင့်ဂုံတင်းကြော်စောခြင်းနေ ဘဝင်းကျင်မှာမိမိရဲ့ကောင်းခြင်းဂုဏ်သတင်းလေးတွေကြော်စောတက်တယ်လို့အိမ်ောင်ရင်းနဲ့ပတ်သက်လို့ငကူကအရှုံရှင်းရှိတဲ့မိတ်ဆွေများပို့တော့အိမ်ောင်ရင်းပฏิပခပြဿနာလေးတွေအဟောင်းကနေအစ်စ်တပုတ်လေးတွင်ရိုးစွတ်ဆွဆွဲခံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားဆင်ခြင်ရအတွက်တော့ထထောင်းအကြံပြုပြောကြားလိုက်ပါရစေအင်္ဂါသသမီအမှုပညာရှင်မိတ်ဆွေများတင်ပေါ်ကြော်ရှားမှုနဲ့ပတ်သက်တာမျိုးအဖွဲ့အစည်း social media social influencer လမ်းစာလုပ်တဲ့မိတ်ဆွေများ artist လုပ်တဲ့မိတ်ဆွေများပို့ကတော့မိတ်ဆွေတို့အနေနဲ့အဲ မကောင်းတဲ့သတင်းတွေကိုကိုနာမည်ဖျက်လို့တဲ့သတင်းတွေတိုက်ခိုက်ခံရတာမျိုးလေးတွေမကောင်းတဲ့ကြော်စောမှုလေးတွေနဲ့ကြုံရတဲ့အတွက်တော့အင်္ဂါသတ္တမိအမှုပညာထင်ပေါ်သောကြော်စောသောမိတ်ဆွေများဟုတ်ကတော့ဒီကာလမှာသတိပြုစင်ကြင်ရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသတ္တမိတွေဟာဒီလက်ကအတော့တက်မှာဆိုရင်တော့မိတ်ဆွေတို့ရဲ့အရေးကြီးသောလက်ကုပ်လုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါမှာမိမိတို့အနေနဲ့ဟိုမိမိတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စအလုပ်တဲ့အခါမှာအဲ မိုးပြာရောင်လို့အပြာရောင်လို့သို့မဟုတ်လို့ရှိရင်အစိမ်းရောင်လို့များများပါတော့အယောင်တွေကိုဝတ်ဆင်ပြီးပြောဆိုလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီပါတယ်အကျိုးပေးစီတော့အရက်ဟာတော့အနောက်တောင်တောင်ရက်ဖြစ်ပြီးစန်းတီယာရက်ကတော့အနောက်ရက်ဖြစ်ပါတယ်ခမရအကျိုးပေးကံကောင်းစီတော့အဲနေသားအနေနဲ့ဆိုရင်တော့စနေကြတာရိသားသမီးတွေနဲ့တွဲလို့တာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းပြီးကံကောင်းစီပါတယ်ဘာသာတရားမမိပါနဲ့ဗဇက်ကဖျားဆိုရင်ငွေကြေးကံဟာလေတက်ဖလက် ဂိုင်းတူတိုးတက်ပြီးတော့ကန်တက်လာမှာအတေချာပဲဖြစ်ပြီးတော့အတိုက်ခိုက်အပြိုင်ဆိုင်တွေကနေရုံထွက်တိုးထွက်လာမှာအတေချာပဲဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီလတာအတော်ပြမှာဆိုလို့ရှိရင်တော့လုပ်ငန်းအလုံးနဲ့ပတ်သက်လာတဲ့အခါမှာအဲတတိပြုစင်ကျင်မှာအပြိုင်ဆိုင်အတိုက်ခိုက်တွေပေါ်တက်တာမျိုးအထက်လူကြီးအကြီးအကဲတွေရဲ့ဖိအားပေးတာမျိုးတွေစကားပြောမှားတာမျိုးတွေကြောင့်ကိုယ့်အပေါ်မှာ ဖီအားလေးပေးတာမျိုးလေးတွေဂျုံအားတက်တဲ့အတွက်တော့အင်္ဂါသားသမီးမိတ်ဆွေများအထက်လူကြီးအကြီးငယ်နဲ့ပြောဆိုဆက်ဆံထိတွေ့တဲ့အခါမှာတော့တတိကလေးမပြတ်ထားပြီးတော့ပြောဆိုလှုပ်ဆောင်မှသာအောင်မြင်တို့တက်နိုင်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေကိုအယောင်တွအယောင်ဖတ်စီဖို့အတွက်ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာခရင်ကလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းထွက်ပါစေဟဲ့ရောင်းထွက်ပါစေဟဲ့နင်လားဟဲ့ရောင်းထွက်ပါစေဆိုပြီးတော့ပြောဆိုရောင်းလိုက်အယောင်တွအယောင်ထွက်သွားစီမှာအသေးချာပဲဖြစ်တယ်ခင်ဗျာဒီလာတာတော့တွင်မှာဆိုရင် ရွှေဝင်တာမကောင်းပါဘူးလူဝင်တာမကောင်းပါဘူးတကယ်လို့ညအိမ်ညာနေမဖြစ်မနေရွှေဝင်တာမျိုးလေးတွေဆိုရင်တော့လူညအိမ်ထွက်တာမျိုးလူချင်းနှောင်းဝင်လာတဲ့အခါမှာလေရွှေကလေးဇတိကလေးပေါင်လိုက်တာမျိုးလုပ်လိုက်ရင်မိတ်ဆွေတို့ရဲ့ကံညောင်းတွေမရှိပဲထင်းငေါ်မှုတွေမရှိပဲကံခေါင်းအာသာတိုးတက်စီမှာအတိအကျပဲဖြစ်တယ်ခင်ဗျာအဆက်ဆက်ရဲ့ရာအစဉ်ပြီးအောင်ရင်တိုးတက်စီရန်အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးကောင်းစီရန်အတွက်လေဆေးကလေးတွေလူလာမျိုးကံစားတာတက်စီရန်အတွက်အဲရက်စားရိုလေဆေးရိုလိန်ဆေးရို ဒါမျိုးလေးတွေကိုများများလှူပြီးတော့ကန်ဆာတာတိုးတက်အောင်ဆောင်ရွက်ရင်ကံလည်းတက်ကုသိုလ်လည်းရရေတရာလည်းဖြစ်နေဘလောက်မှိုက်တော့ဗျာနော်ကောင်းပြီဆိုတော့အဆက်ဆက်အရာအောင်မြင်စင်ပြီးတိုးတက်စီဖို့အတွက်ဘာလို့လို့ဗုဒ္ဓဘူးသားသမီးတို့ဗုဒ္ဓဘူးရက်တို့မှာတတိပြုစင်ကျင်လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာထို့အပြင်တနင်္လာသားသမီးတွေဟာလည်းတနင်္လာရက်တွေဟာလည်းထင်းငေါ်ကြံ့ကြာမှုလေးတွေနည်းနည်းကြုံပြရတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီမိမိတို့အနေနဲ့ အဆက်ဆက်အရာရာအစင်ပြီးအောင်ရတိုးတက်စီရန်မပြောမီရေရပြောမီဇာငနာပေတွေမြင်ရင်0939 0939 46 7902941 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5050 9နဲ့မှာဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့အဆက်ဆက်အရာရာအစင်ပြီးအောင်ရတိုးတက်စီရန်တို့ကမိတ်ဆွေတို့အနေနဲ့ပြုလုပ်ရမယ်ရေရအနေနဲ့မပြောမီလိုရာမှုပြုမှုစောင့်ရတိုင်းမှာအဆက်ဆက်အရာရာအောင်မြင်အစင်ပြီးတိုးတက်စီရန်လို့ငါတရက်တီးတော့မဟုတ်ရင်ဆရာတို့6တီးတော့မဟုတ်ရဲရုပ်တီးလေးတွေကို မြတ်စွာဘုရားမှာလှူဒန်းသွားတာမျိုးလေးတွေပြုလုပ်ပြီးတော့အဲသွားပါဒါဆိုရင်အောင်မြင်ချင်းတုတ်တက်ရှင်တွေရရှိပြီးတော့လိုရာကိစ္စကလေးကိုပြုဆောင်ရွက်တဲ့အခါမှာအဲဆရာတို့သူရတ္တိဂါရာရွတ်သွားတာမျိုးတန်ဖို့တိဂါရာရွတ်သွားတာမျိုးလေးတွေပြုလုပ်ရင်အောင်မြင်တုတ်တက်မှုတွေအထင်ကောင်းမရှိပဲအောင်မြင်ပါပါအဆက်ဆက်အရာအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေဒီယာအနေနဲ့ဆိုရင်တော့ဖြင့်ခမရအင်္ဂါသမီးမိတ်ဆွေများဒီတရတာလုံးမှာအဆက်ဆက်အရာအစဉ်ပြေပြီးငွေကြီးကံကောင်းစီရန်အတွက် ြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ200ဒံလေးတရွတ်လိုအပ်ပါတယ်200ဒံလေးတရွတ်ပေါ်မှာပတ်စံလေးတရွတ်ပေါ်မှာဒီဘက်ကအစိမ်းရောင်ဖျောင်းနိုင်တိုင်ကိုထွင်းမှာဒီဘက်ကအနီရောင်တိုင်ကိုထွင်းမှာဒါပြီးတဲ့အခါအစိမ်းရောင်ကလေးကိုတိုင်ကိုမိညိဆရာမိတ်ဆွေများခင်ဗျာနော်မိညိပြီးတော့အစိမ်းရောင်လေးကနေစပြီးစိမ်းပြီးတော့ညီထွင်းမှာအတိုက်ခိုက်ရဲ့ကင်ငွေလဲဝင်သွားပါမယ်200ဒံလေးတရွတ်ကိုဖြတ်လိုက်ပါဒီဘက်မှာအစိမ်းရောင်တိုင် ဒီဘက်မှာကအနီရောင်တိုင်းကိုမိတ်ဆွေတို့ရဲ့အမြင့်တနေရဇပွဲတင့်တော်တဲ့နေရာဈေးဆိုင်မှာเนาะထွင်းပြီးတဲ့ခါကျတော့အတိုက်ခိုက်တွေကင်းပါစေဆိုပြီးတော့ဆူတောင်းမှာဒါဆိုရင်အဆက်ဆက်ရေပိတ်နေတဲ့လက်တွေပွန်လန်းပြီးအောင်မြင်တိုးတက်လာမယ်ဆိုတဲ့ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရေရတနာစင်ကြောက်တွေဇေတောက်တိုင်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝီဖြုတ်ခဲ့သူစီးစဉ်ဥစ္စာများတိုးဝကြပါစေကြောင်းဆရာကမေတ္တာပို့ဆူတောင်းထောပနာပြုရင်းနဲ့ ကဲအင်္ဂါသာသမီးမိတ်ဆွေအားလုံးအဆင်ပြေကြပါစေခင်ဗျာနောက်တစ်ခါမှာတော့ဗုဒ္ဓဖူးရာဟုသာသမီးတွေနဲ့ပြန်လဲဆုံတွေ့ကြအောင်ခင်ဗျာကျေးဇူးတင်ပါတယ်